တာဇန်ဆိုတဲ့ဇက်ကောင်ကိုလူတိုင်းရဲ့ငယ်ဘဝရုပ်ရှင်တွေထဲမှာတွေ့ဘူးကြမှာပါဒါပေမဲ့ဒီနေ့မှာတော့အပြင်လောကမှာတကယ်ရှိတဲ့တာဇန်တယောက်ကြောင့်ကိုပြောပြပေးချင်ပါတယ်ဒီလူကတကယ်ပဲတာဇန်တယောက်လားကိုယ်ရင်တိရစ္ဆာန်လေးတွေကိုချစ်တဲ့သူလားဒါမှမဟုတ်တာရဲ့တိရစ္ဆာန်တွေကိုတုံးချပြီးတော်ကြလောက်အောင် လုပ်နေတဲ့လူတယောက်လားဆိုတာပြီဒီဗီဒီယိုလေးထဲမှာလူသားတွေနဲ့တာရဲ့တိရစ္ဆာန်တွေရှားမှာရှိတဲ့တူညီတဲ့အရာတွေကိုပြောပြပေးသွားမှာပါ ဒီလူကတော့သူ့ကိုယ်သူအပြင်လောကရဲ့တကယ်တာဆန်းလို့သတ်မှတ်ထားတဲ့လူငယ်လေးတယောက်ပါ ဟုတ်ပါတယ်သူကတော့ Cody Antel လို့ခေါ်တဲ့အမေရိကန်နိုင်ငံသားပါသူ့ရဲ့ Instagram TikTok Facebook စတဲ့ platform တွေမှာနေ့စဉ်သတင်းစံလေးတွေနဲ့လုံးလုံးနေတဲ့ဗီဒီယိုများကိုဖြန့်ဝေလေးရှိပါတယ်ဒီနေ့တော့ Cody Antel ကဘလူနေတိုင်းခင်လေသူ့ရဲ့ဘဝဇာတ်ကြောင်းကိုဘလူလဲပြီးတော့အခုလဲဘာတွေလုပ်နေလဲဆိုတာကိုစိတ်ဝင်စားဖို့ကောင်းပြောပြပေးချင်ပါတယ်ကိုဒီအန်တဲကို1990မှာအမေရိကန်နိုင်ငံက တရိတ်ဆန်လေးတွေကိုဘေးမဲ့ပေးထားတဲ့နေရာမှာပဲဖွမ်းမြင်ခဲ့ပါတယ်။သူ့အဖေဒေါ်အန်ထက်ကတောရိုင်းတရဝါတွေကိုပညာရေးနဲ့ကာကွယ်ရေးအတွက်ရည်ရွယ်ပြီးထိန်းသိမ်းထားတဲ့လူတစ်ယောက်ပါ။ကိုဒီကလည်းကြီးလာချိန်မှာတော့သူ့အနီးအနားမှာရှိတဲ့ပတ်ဝန်းကျင်အတိုင်း ကြားချင်းတဲ့မွေဝံပလွေစတဲ့တာရဲတွေကြားမှာသူ့ဘဝတစ်ခုလုံးကိုဖျက်ဆီးခဲ့ရတာပါတာရဲတရိတ်ဆန်လေးတွေနဲ့ငင်းစင်ကလေးကနီနီကက်ကက်နေခဲ့ရတာကြောင့်လုံးဝကြောက်လန့်မှုမရှိပဲကြီးပြင်းလာတော့တရိတ်ဆန်လေးတွေကိုလေ့ကျင့်ပေးရတဲ့ animal trainer ဖြစ်ဖို့အရင်ကတည်းကသဘာဝတရားကြီးကသတ်မှတ်လိုက်သလိုပါပဲဒီလိုပရမအုံဆုံးလူသိများစေတာကသူ့ရဲ့ကောင်းတယောက်လိုကြီးမားတဲ့ကြားချင်းတွေကိုကြောင်းတကောင်းလိုသဘောထားပြီးစော်ကစားလိုက်ရီကူးလိုက်လုပ်နေတာတွေပါဒါကြောင့်ပဲလူတွေက Instagram တာဆန် Tiger Braga ဆိုပြီး အမိတွေလည်းပေးကြပါတယ်သူကကြားနဲ့ချင်းသစ်တွေကိုအကောင်ပေါက်ကလေးတွေကမွေးလာပြီးတည်တည်ချာချာကြီးဆိုင်ပေးခဲ့ပါတယ်ကြားချင်းသစ်စတဲ့အကြောင်းစရာကောင်းတဲ့တာရဲ့တလေးစံတွေကကိုဒီရဲ့လက်ထဲမှာအိမ်မွေးကြောင်လေးတကောင်လိုလူညံ့တိုင်မွေးလာပါတယ်ဒါကတော့လူနဲ့တာရဲ့တရိစံတို့ရမှရှိတဲ့ချစ်ချင်းမြတ်တာရဲ့ပြာယုတစ်ခုလိုပါပဲသူ့လောက်ကလူတွေထင်ထားတဲ့အတိုင်းဒါချင်းသစ်တွေနဲ့ဆဖီးယားနေုံမဟုတ်ပါဘူး ိုဒီယာတာရဲ့တရိษံတွေရဲ့တဏိတာတန့်ရှင်ရဲ့ကြားချင်းတွေရဲ့ကျမ်းမာရေးစစ်စစ်ချက်တွေအပြင်ယင်ပါလောက်လိကျင့်တင်ညာပေးတာတွေနဲ့လာရောက်လဲပတ်တဲ့ခီးသွွားတွေအတွက်ဘူးတုဒရအောင်စတဲ့အလုပ်အများကြီးကိုတနေ့လုံးလုပ်ရပါတယ်ကိုဒီရဲ့အဖေ drop ante ကတော့တရားမှုဝင်တောရန်တရိษံတွေကိုရောင်းဝယ်တယ်ဆိုတဲ့အမှုတွေကြောင့်သူ့မိသားစုနဲ့အတူတရိษံတွေကိုဘေးမဲ့ပေးထားတဲ့ဂေယာလေးကအမြဲတမ်းထိတ်တန့်တဲ့နေ့တွေထဲမှာပါတက်ပါတယ် အခုတော့ကိုဒီယာမာတယ်ဘရစ်ဆန်ဖရီမှာပဲကြားတွေကိုစောက်စောက်ထားပြီး TikTok Instagram မှာတော့ post ဘိုင်းတင်တာတန်းချီတဲ့ view တွေမင်းမဆက်ဆံပဲတက်နေသေးပါသူရဲ့တခုတည်းသောမစ်စင်ကတော်ရန်တရိတ်ဆန်တွေရဲ့ဘဝကိုလူတွေအနေနဲ့နားလည်စေချင်တာပါအကယ်၍တော်ရန်တရိတ်ဆန်လေးတွေကိုတင်ချစ်တဲ့ဆိုရင်တော့ like and follow လုပ်ထားပြီးနောက်ထပ်အမိုက်စာ violent story တွေကိုကျွန်တော်နဲ့အတူဆက်လက်ပြီးကြီးစုလိုက်ကြရအောင်